BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လဲချမ်းမြေကြပါစေဒီနေ့နိုမလာ22ရက် ။စနေနေ့ညချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်နေစတင်ပါပြီ။လက်နက်ကင်တလင်းဖွဲ့တွေအများပြားရှိနေတဲ့စကိုင်းတိုင်းမှာ NG ကစကိုင်းတိုင်းဝင်းကြီးကျုပ်ကိုခန့်တာကြောင့်အဲ့ဒီလက်နက်ကင်ဖွဲ့တွေကြားစူးစိနိုင်မှုတိုးလာမှာပါလား။ခုကမိတော့အစ်စ်ကိုခန့်အပ်လိုက်တဲ့အပေါ်မှာလည်းအဲရန်တော့ရတော့ပါဆိုင်ကြီးတော့ပြည်နယ်ဖြည့်ရှင်းပေးနိုင်မယ်လို့တော့ဒါမယူဆဘူးဟိုအတိုင်းအတာတစ်ခုကြီးတော့ဖြည့်ဆော့နိုင်မယ်လို့တော့ယူဆပါတယ်တခါနာဂဒေသမှာ အိန္ဒိယမြန်မာနေဆက်စီတိုင်းအိန္ဒိယဘက်က CEO ကနေတဲ့တဲ့ဒီတဲ့နေနဲ့ဒူတခြားတဲ့နေကိုမကြခင်ကြားကြမှာပါ ကျွန်တော်ကရင်မောင်းပါခင်ဗျတဲ့နေကိုစပြီးတော့ဆင်ခံပြီးတော့ပါတော့မယ်နိုင်ဂျီးရီးယားနိုင်ငံနိုင်ဂျီပြည်နယ်အတွင်းမှာရှိတဲ့ကက်သလစ်စာသင်ကျောင်းတစ်ကျောင်းကနေကလေးတွေနဲ့ဝန်ထမ်းစုပေါင်း အယောက်300ကျော်တောက်ကြနေကပြမေးဆွဲခံတဲ့ကြောင်းနိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ခရီးယန်ဖွဲ့တစ်ခုကအတည်ပြုပြီးတော့ပြောပါတယ်ဒါဟာနိုင်ဂျီးရီးယားနိုင်ငံမှာအဆိုးဆုံးသောပြမေးဆွဲခံမှုဖြစ်ပြီးတော့ချီပုတ်မှာ2014ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်တဲ့ပြမေးဆွဲခံရသူပိုပြီးတော့များပါတယ်ဘဟုစုရက Federal College 40ကျော်ကိုပိတ်ထားဖို့အမိန့်ထုတ်ပြန်ထားပါတယ် ရုရှားနဲ့ဖြစ်နေတဲ့စပွဲကိုအဆုံးသတ်နိုင်ရေးအတွက်ယူကရိန်းကသူတို့အနေနဲ့အမေရိကန်နဲ့သူတို့ရဲ့မိတ်ဖက်နိုင်ငံတွေကိုဆွေးနွေးတာတွေစတင်နေပြီဖြစ်ကြောင်းကြေညာပါတယ်။တကယ်ငြင်းငြင်းရေးရနိုင်ဖို့ယူကရိန်းအနေနဲ့အလင်းမြန်လှုပ်ဆောင်သွားမယ်လို့လဲယူကရိန်းသမ္မတရုံးကနေ Telegram ကတစ်ဆင့်ထုတ်ပြန်ထားပါတယ်။ယူပါကမိတ်ဖက်ကောင်းဆောင်တွေအနေနဲ့အမြဲယူကရိန်းအတွက်အသင့်ရှိပေးနေတာကိုကျေးဇူးတင်ကြောင်းလဲယူကရိန်းကပြောပါတယ်။ အမေရိကန်ရဲ့ညဉ့်ဉျေးရေးဆိုပြချက်ဟာယူကရိန်းတို့ရဲ့တောင်းဆိုချက်ထက်ရုရှားရဲ့တောင်းဆိုချက်တွေကိုပိုပြီးတော့မျက်နှာသာပေးထားပုံရပါတယ်။သမ္မတထရန်ကယူကရိန်းအနေနဲ့ဒီဆိုပြချက်ကိုတသက်ပြင်းနဲ့နောက်ဆုံးထားပြီးတော့လက်ခံမှုပြောထားပါတယ်။တောင်ဖရိုက်ကနိုင်ငံမှာကျင်းပနေတဲ့ G20 ညီလာခံမှာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့ဆိုပြချက်တွေကိုယူကရိန်းရဲ့မဟာမိတ်နိုင်ငံတွေကဆွေးနွေးနေကြပါတယ် ညီလက်ခံရဲ့တီးကြားဆွေးနွေးပွဲဒီမှာဗြိတိန်ပြင်သစ်နဲ့ဂျာမနီတို့တွေ့ဆုံခဲ့ကြပါတယ်။တောင်ဖိကနိုင်ငံဂျူဟန်နက်စ်ဘတ်မှာလုပ်တဲ့ဒီဂျူတနီဆွေးနွေးပွဲကိုသမ္မတထရန့်ကတပိတ်မှောက်ထားပါတယ်။ဒီညီလက်ခံမှာလှုပ်ဆောင်ကြမဲ့ကိစ္စတွေတဲ့ထရန့်ဆွေကရင်ကလေးကမကြိုက်လာတဲ့ယာတိလူပြောင်းလဲရေးရည်ကြီးမှုပေါ်ကြီးညာချက်တစ်ခုထုတ်ပြန်ဖို့ပါဝင်ပါတယ်။ ဘီလာရုစ်ဆိုရကသူတို့အနေနဲ့ယူကရိန်းနိုင်ငံသားအယောက်30ကိုလူငင်းချက်နောက်ခံပေးပြီးတော့မူရင်းနိုင်ငံကိုပြန်လွှဲပစ်လိုက်ပြီလို့ပြောပါတယ်ဘီလာရုစ်နိုင်ငံကောင်းဆောင်လက်ဇနာလူကာရှင်ကိုနဲ့အမေရိကန်သမ္မတထရန့်တို့ကြားသဘောတူညီချက်ရဲ့စိတ်ပိုင်းတစ်ခုရအခုလိုလွှတ်ဆောင်ပေးတာဖြစ်ကြောင်းဘီလာရုစ်နိုင်ငံပိုင်မီဒီယာက ထုတ်လင်ပါတယ်အမေရိကန်ကသူတို့ဘရစ်ပေါ်ချမှတ်ထားတဲ့ဆန်ရှင်ချို့ကိုယူသိမ့်မိမယ်ပြန်လာအပြင်ဘရစ်အနေနဲ့နိုင်ငံရေးကျင်းသားတွေကိုလှုပ်ပြဖို့အတွက်တွန်းအားပေးခဲ့တာပါ မစ္စတာလူကာရှင်ကိုဟာသူ့ကိုဆက်ညွန်သူတွေကိုပြင်းထန်စွာနှိပ်ကွပ်တဲ့သူဖြစ်ပြီးတော့ရုရှားကယူကရိန်းကိုဝန်တိုက်နိုင်အောင်သူ့နိုင်ငံကိုရုရှားခြေစိုက်စကန်ကူပြအသုံးပြုခွင့်ပေးခဲ့သူလည်းဖြစ်ပါတယ်။မြန်မာသတင်းဘက်ကပြောမယ်ဆိုတော့ကြပြဆရာကြီးကိုလေးအင်းဝါကိုကြီးနိုမလနာစနေနေ့ဒီနေ့မနက်ပိုင်းမှာကွာလွန်သွားပါတယ်။ကွာလွန်ချိန်မှာအသက်62နှစ်ရှိနေပြီဖြစ်တဲ့ဆရာကြီး ကိုလေးအင်းဝကိုကြီးဟာမြို့သားဆပိစုတသက်တာဆပိစုတော်ဖျားလေးဆပိစုနဲ့လင်္ကာကျော်စာစုစတဲ့စုတွေကိုရခဲ့တဲ့ကြပြဆရာကြီးဖြစ်ပါတယ်။ဆရာကြီးရဲ့ဇပနာခီကိုမက်ပြန်နေ့လယ်တနိုင်မှာမန္တလေးတိုင်းတတူးတုတ်တံမှာပို့ဆောင်မိတင်ကြမယ်လို့မိသားစုကအတိပေးထားပါတယ်။ ယူရန်နိုင်ငံမှာယူနက်စကိုကကမ္ဘာ့မွေနှင်းလေတမထားတဲ့တော်ကြီးမီးကြီးကျယ်လောင်နေပြီးတော့ဒါကိုနှိမ့်တက်နိုင်ဖို့အတွက်နိုင်ငံကကအကူအညီပေးဖို့အီရန်ကပန်ကြားနေပါတယ်။ဒိုမီကာယူရန်ရဲ့ Caspian ပင်လယ်ကမ်းရိုးတစ်လျှောက်ကီလိုမီတာ1000ရှီလျားရဲ့ Hakinian တတော်ပင်မှာနိုမလာစောပိုင်းချိန်လောက်တည်းကမီးစလောင်ခဲ့တာဖြစ်ပါတယ်။ဒီတတော်ဟာနှစ်ပေါင်း25တန်းကနေ150အထိတန်းရှိပြီးတော့ဇီဝမျိုးကွက်တွေစုံလင်လာတာကြောင့် ယူနက်စကိုကကပမွေနေဖြစ်2019ခရက်ကသတ်မှတ်ထားတာပါယူရဟာစသုနှစ်မြောက်သာအတွင်းအဆိုးဆုံးသောမိုးခေါင်ကြီးဆရာမှုနဲ့လဲကြုံနေရပါတယ်ပြည်တင်ကလက်ရရင်တရင်စာဒီလီမေကိုပိုင်ဆိုင်တဲ့ကုမ္ပဏီကနောက်ထပ်လက်ရရင်တရင်စာတစ်စောင်ဖြစ်တဲ့ Telegram ကိုဒေါ်လာ3650နီးပါးပေးပြီးတော့ဝယ်ဖို့လွှတ်ဆောင်နေပါတယ်အဲ့ဒီဒရင်းစာတိုက်နှစ်ခုပေါင်းလိုက်ရင် ပြည်မအကြီးဆုံးမီဒီယာတွေတက်ကတစ်ခုဖြစ်လာမှာပါ မေရိကန်ကယင်းနှိမ့်ညွတ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Bud Capital ကဒီနှစ်ပေါင်း180တန်းရှိပြီဖြစ်တဲ့ Daily Mail ကိုဝယ်ဖို့ကြိုးစားခဲ့ပေမဲ့တန်သွားခဲ့တဲ့နောက်ပိုင်းမကြာခင်အခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ် Daily Mail နဲ့ Delicate ကိစ္စကိုသက်ဆိုင်သူတွေကအသေးစိတ်ညှိနှိုင်းနေကြပြီးတော့အဲ့ဒီနောက်ပိုင်းမှာစီမံပိုင်းဆိုင်ရာအတည်ပြုမှုကိုရယူဖို့အတွက်သူတို့စောင့်သိုင်းမှာဖြစ်ပါတယ် ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ လာမယ့်ယူကော့ပွဲအတွက်ဂျူဒီမဲတွေကိုယူကော့ပွဲမှာတိုင်ခင်နှစ်ရက်ကြိုပြီးတော့ယူတွက်မယ်လို့ဥပဒေကိုပြင်ဆင်ထားပါတယ်ဒီလိုဆောင်ရတာကအရင်ယူကော့ပွဲမှာဆွဆွတာတွေဖြစ်ခဲ့တဲ့အငင်းပွားပွဲဂျူဒီမဲကိစ္စတွေကိုဟန်တားနိုင်မှာပါဒီလိုပြင်ဆင်ဆောင်မှုပေါ်နိုင်ငံရေးပါတီတွေကတော့ဘလို့နားလည်ထားကြပါသလဲဒီကြောင်းကိုမောင်ကပြောပြမှာပါ ပြည်ပရောက်နိုင်ငံသားတွေရဲ့ကြွတင်မဲတွေကိုသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်ကော်မရှင်ဖွဲ့ခွဲတွေကရွေးကောက်ပွဲနေ့မတိုင်မီဒါမှမဟုတ်ကော်မရှင်ကသတ်မှတ်ပေးထားတဲ့နေ့မှာရည်တွက်ကြေညာရမှာပါမြို့နယ်ကော်မရှင်ဖွဲ့ခွဲတွေကတော့ရွေးကောက်ပွဲမတိုင်မီနှစ်ရက်လိုညနေ၄နာရီထိရောက်ရှိလာတဲ့ပြည်တွင်းကသက်ဆိုင်ရာမဲဆန္ဒနဲ့ပြည်ပရောက်နေသူတွေရဲ့ကြွတင်မဲတွေကိုရည်တွက်ကြေညာပေးရမယ်လို့ဥပဒေကိုပြင်ဆင်ထားပါတယ်သတ်မှတ်ချိန်ကိုကြော်ပြီးရောက်လာတဲ့ကြွတင်မဲတွေကအကျုံးမဝင်ဘူးလို့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတချို့က BBC ကိုပြောပါတယ် အရင်တုန်းကကျိုတင်မဲတွေကိုရေကောက်ပွဲနေကြမှာဖွင့်ဖောက်ရေတွက်ကြပြီးနောက်ကြမှာရောက်လာတဲ့ကျိုတင်မဲတွေကြောင့်အငင်းပွားဝယ်ကိစ္စတွေရှိခဲ့ပါတယ်။အဲဒီလိုပြဿနာတွေကိုကြော်လွှားနိုင်ဖို့ကျိုတင်မဲတွေကိုကျိုတင်ရေတွက်ပြီးရလက်ကျွတ်ထုတ်ပေးတာလို့ပြည်내ကော်မရှင်အဖွဲ့အစည်းတစ်ခုကတာဝန်ရှိသူတို့ကပြောပါတယ်။ဒါကကျိုတင်မဲနဲ့ရေကောက်ပွဲနေမှာရမယ်မဲရလက်ရှုပ်ထွေးမှုမရှိနိုင်တော့ဘူးလို့ပြည်သူ့ရှေ့ဆောင်ပါတီဘိုလုံးမှုဆောင်အဖွဲ့ဝင်ဦးဆိုင်လင်းကပြောပါတယ်။ပြည်သူ့ပါတီအတွေ့အမှုဦးကျော်လင်းကတော့ကျိုတင်မဲကိစ္စရမှာကော်မရှင်အဖွဲ့အစည်းတွေနဲ့ကိုယ်စားလှယ်လောင်းတွေဆက်သွယ်မှုအားနည်းနေတာတွေရှိနေတယ်လို့ပြောပါတယ်။ ်ဘယ်ရွေးကောက်ပွဲမှာဖြစ်ဖြစ်ဖြစ်ခဲ့တာတော့သူတင်မဲကအရင်ပွားဝဲဖြစ်ခဲ့တာဘူးဒါကိုအကောင်းဆုံးဖြစ်စင်းမှာဆိုတော့ကောင်းပါလေကျွန်တော်ကတော်တော်ခုဖြစ်နေတာတော့ကိုတင်မဲပြေးတဲ့ဥစ္စာတွေကိုစုပ်ကိုစလုံးနေမတည်ဘူးပေါ့နော်အတူတူကိုတင်မဲပြေးခုရှိတယ်ဘယ်သူကဘယ်ချိန်မှာပြေးခုရှိဥစ္စာကိုညနေရွေးကောက်ကော်မရှင်နဲ့ကိုစလုံးနေကြိုတင်ပြီးအကြောင်းစားထားတင်တယ်လို့ကျွန်တော်အနေနဲ့ပြောတာပါ ဒီလအတွင်းမှာပဲတက္ကသိုလ်ကျောင်းသားတွေကြိုတင်မဲ့ပေးနိုင်အောင်ဆောင်ရွက်ပေးခဲ့တယ်လို့နေရက်စွန့်ခွာလာရသူတွေကြိုတင်မဲ့ပေးနိုင်အောင်လည်းစီစဉ်ပေးဖို့ရှိနေတယ်လို့ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအတွင်းရင်းမှုကပြောပါတယ်ကြိုတင်မဲ့ပေးပြီးသူတွေရွေးကောက်ပွဲနေ့မှာမဲထက်လာပေးတာမျိုးမရှိနိုင်အောင်ရောဘလို့ဆောင်ရွက်ထားပါလဲမြေမှုခရိုင်ကော်မရှင်အတွင်းရင်းမှုဒေါ်ချောစုကြီးကအခုလိုပြောပါတယ်သူကဒီလူတွေကကြိုတင်ဆန္ဒမဲ့ပေးပြီးသူတွေဖြစ်တယ်ဆိုတာကိုပုံစံကျွန်တော်တို့မဲခြင်းဖြစ်ပေါ့နော် အမေရှင်ဒေးတက်ကကြီးမှာကျွန်တော်တို့မှတ်တမ်းတင်ထရှိပြီးသားဖြစ်ပါလို့ရှင်။ဒီရက်အမေရှင်မှာလည်းတို့ကိုဒါကတော့တို့ရဲ့ကြေးရနေပြီးတော့ဖြက်လိုက်မယ်၊နှင်းပြီးကားလိုက်မယ်ပေါ့နော်။ပြီးတော့ကျတော့နောက်ပိတ်ဆုံး final ကြီးဟိုဟာကျွန်တော်တို့ဒီမေယုံမှာအသုံးပြုမဲ့ဟာမှာကြလဲတို့နှင်းပြီးသားပြီးတော့ကျတော့ရဲ့ကြေးကော်မရှင်ကအဲတားထားမှာဖြစ်ပါလို့ရှင်။နှင်းပြီးသားမယ်လို့ကျွန်တော်တို့ကျွန်တော်ကြာကြမှာလဲပါပြီးသားဖြစ်မယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာ18ကနေ21ရက်တွင်ကြိုတင်မဲလာပေးတဲ့တက္ကသိုလ်ကျောင်းသားအရေအတွက် 28339ဦးရှိတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာတရချုံများလက်နက်ကိုင်းတော်လိုင်းရေးဖွဲ့တည်ရမြပြပြီးတော့ဒီနေ့မှပဲတချို့ပဋိပက္ခတွေရှိနေတဲ့အဲစကိုင်းတိုင်းမှာဂျာကလာဆွေရဖွဲ့ရဲ့ဝန်ကြီးချုပ်နဲ့လွှတ်တော်ဥက္ကဋ္ဌတွေကို NG ကခန့်လိုက်ပါတယ်ခုကလာမှာစကိုင်းတိုင်းနဲ့ကပြန်ကျင်းနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုစုစည်းနိုင်မှုပုံမူကြည့်လက်ခံအောင်လုပ်ဖို့ ထောက်ပြနေကြတဲ့အချိန်မှာ NUG ရဲ့ခြေလှမ်းကဘယ်လိုပါလဲမနှိမ့်မို့ကပြပြမှာပါအခုလ18ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့6တိမ်မြောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးကနေဂျာကာလာတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးနဲ့ဝင်ကြီးချုပ်အဖြစ်ဦးစိုးဦးတို့ကိုခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ68အရခန့်အပ်ခဲ့တာဖြစ်ပြီး ော်လိုင်းမှာလိုအပ်နေတဲ့လက်ဟာမှုတွေကိုရခိုင်ကားထက်ဖြည့်ဆည်းပေးနိုင်အောင်လို့ဝင်ကြီးချုပ်နဲ့လွှတ်တော်ဥက္ကဋ္ဌနေရာတွေကိုတိုးချဲ့ဖွဲ့စည်းလိုက်တာလို့သိရပါတယ်။နောက်ပိုင်းကာလတွေမှာစီရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုပုံမို့အကျိုးပြုလာနိုင်တယ်လို့မြေပြင်တပ်ဖွဲ့တွေဘက်ကယုံကြည်မှုတွေရှိနေကြပါတယ်။တစ်ဖက်မှာတော့ NUG အနေနဲ့အစိုးရဖွဲ့စည်းပုံပြောင်းလဲခြင်းပြင်ဆင်ခြင်းတိုးချဲ့ဖွဲ့စည်းခြင်းလုပ်ငန်းစဉ်တွေထက်တရင်တပ်ဖွဲ့တွေကိုကြစ်လက်ခိုင်မအောင်တိဆောက်ပြီး တော်လှန်ရေးအောင်မြောင်ဦးစွာဆောင်ရွက်တင်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့နထိုးကြီး PDF ခေါင်းဆောင်ပုံမိုးကျိုးကအခုလိုသုံးသပ်ပါတယ်။ဒီလက်ရှိမြေပြင်မှာပေါ့နော်မြေပြင်ကြီးတွေသူ့ဖွဲ့တွေအများကြီးရှိတာကိုအားလုံးကတော့ဒီစိတ်ဆိုတော့တပြင်းညီမဖြစ်နိုင်ဘူးပေါ့နော်အခုဘုံကြီးတော့အစ်စ်ကိုခန့်အပ်လိုက်တဲ့အပေါ်မှာလည်းအဲရန်တော်များတော့ပါဆိုင်ကြီးတော့ပြည်လျောင်ဖြည့်ရှင်းပေးနိုင်မယ်လို့တော့အကိုတို့ကဒါမယူဆဘူးဟိုအတိုင်းအတာတစ်ခုကြီးတော့ဖြည့်လျှော့နိုင်မယ်လို့တော့အကိုတို့ယူဆပါတယ် ။ NUG အနေနဲ့ဒေါ်လာရေးတက်ဖွဲ့တွေကိုဥဆောင်ရမှာအစအစအရာရာအားနည်းချက်တွေရှိခဲ့ပြီးဒီပေါ်ပြည်သူတွေဘက်ကအားမလို့အားမရမှုတွေနဲ့ထောက်ပြဝေဖန်မှုတွေကိုလည်းကြားနေရတယ်လို့ PDF တက်ဖွဲ့တချို့ကပြောပါတယ်။အဖွဲ့အစည်းတွေအချင်းချင်းညာပုတ်တိုင်းမှုတွေရှိနေတာဟာ NUG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေတဲကဒေသလိုက်တာဝန်ရှိသူတွေအနေနဲ့မြေပြင်အဖွဲ့တွေနဲ့ထိတွေ့မှုအားနည်းချက်ကြောင့်ဖြစ်ရတာလို့ထောက်ပြနေကြတာပါ။အခုလို NUG အနေနဲ့ Federal Unit အစိုးရအဖွဲ့တွေဖွဲ့စည်းပေါ်ပေါက်လာလို့ရှိရင်ပြန်ကျဲနေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုစူးစီးဖွဲ့စည်းမှုလှုပ်လာနိုင်မှာပါလားဒီကြောင် NUG ပြောခွင့်ရဦးနေဖုံးလက်ပြောတာကဒီဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့အားလုံးနဲ့ညီလမ်းပေါင်းစုံနဲ့ညီနိုင်ဆောင်ရွက်တာတွေတောက်လျှောက်လုပ်ခဲ့တာတွေရှိပါတယ်။အဲ့မှာ MOD ရဲ့ Chain of Command အောက်ကိုဝင်ရောက်ပြီးတော့တာဝန်ထမ်းဆောင်တာတွေရှိတယ်လို့ချို့တော့စူးစီးလို့မရတဲ့တပ်ဖွဲ့တွေကိုလည်းပဲကျွန်တော်တို့ MOD ဘက်ကတော့တောက်လျှောက်ချိတ်ဆက်ပြီးတော့ညီနိုင်ဆောင်ရွက်နေတာတွေရှိတယ်ပေါ့နော်။ NUG လောက်ကန် PDF တက်တွေထိမ့်ချုပ်ထားတဲ့ဒေတာတွေအများပြားရှိနေပေမဲ့စကိုင်းတိုင်းကတော့တပ်ဖွဲ့ဝင်တွေအချင်းချင်းပုတ်တိုက်မှုတွေဖြစ်နေတဲ့ဒေတာဖြစ်နေတဲ့အတွက်ဒါတွေကိုအနီးကပ်ဖြေရှင်းဖို့လိုအပ်လာတာကြောင့်စကိုင်းတိုင်းမှာဝင်ကြီးချုပ်နေရာကိုခန့်အပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်ရှင်။စကိုင်းနဲ့နိုင်ငံလေတာနိုင်ငံမျိုးနေတယ်။အိန္ဒိယမြန်မာနေကြမှတ်တမ်းမှာအိန္ဒိယဘက်က CEO ကနေပါလေဒီပေါ်နာကမျိုးစင်စုတွေကကန့်ကွက်နေပါတယ်။မတ်တွင်းနဲ့ကပြပြမှာပါ။ နာဂကိုပိုင်အုပ်ချုပ်ခွင့်ရသည့်တနိုင်ယုံမျိုးနယ်အတွင်းကြာရောက်နေတဲ့အိန္ဒိယအစိုးရရဲ့နယ်ဆက်ခြံစည်းရိုးကံရံမှုကိုညညွတ်တော်တန်ရှန်နာဂကောင်စီ UTNC ကကန့်ကွက်ကြောင်းထုတ်ပြန်ထားသလိုအဲ့ဒီဒေတာမှာနေထိုင်တဲ့ဒေတာခံတန်ရှန်နာဂလူမျိုးတွေကလည်းလုပ်ငန်းစဉ်ကိုရပ်တန့်စေချင်နေကြတာပါအိန္ဒိယအစိုးရနိုဝင်ဘာလမှစတင်ပြီးတော့အိန္ဒိယမြန်မာနယ်ကြားမှတ်တိုင်တိခွန်၃ပန်ဆောင်တောင်ကြားလမ်းနဲ့တိခွန်နစ်တွေမှာခြံစည်းရိုးကံရံဖို့လုပ်ငန်းဆောင်ရွက်မှုတွေရှိနေတယ်လို့ဒေတာခံတွေကပြောပါတယ် Eddie <inaudible> Niaha, တန်ရှန်နာကလူမျိုးတွေနေထိုင်ရနေမည်ဖြစ်ပြီးနေမည်ပိုင်းခြားတတ်မှတ်တာမျိုးလည်းမလုပ်ခဲ့တယ်လို့တန်ရှန်နာကမျိုးနွယ်စုဝင်တွေအတွက်တရားမရှိဒါမရှိတောလာနေထိုင်တဲ့သက်ဆိုင်ရေးလည်းရှိခဲ့တဲ့နေရာဖြစ်ပါတယ်။အိန္ဒိယအစိုးရကချန်စီယိုကာယန်တဲ့လုပ်ငန်းစဉ်ကြောင့်အခက်အခဲတွေရှိလာနိုင်တာကြောင့်နေမည်တတ်မှတ်ချန်စီယိုခတ်တာကိုကန့်ကွက်ရတာဖြစ်တယ်လို့ညညွတ်တော့တန်ရှန်နာကကောင်းစီ UTNC ဥက္ကဋ္ဌဥချစ်ရောင်ကဆိုပါတယ်။ဒီကိစ္စမှာကျွန်တော်တို့ယူရပဲလို့ထင်နေတယ်။အဲ့ ဲ့ရွာကိုခွဲပလိုက်တယ်ပေါ့အိမ်စင်းတဲ့အိမ်သေးကိုအလေကနဲ့ပိုင်းပလိုက်တယ်လို့ဒီလိုခံစားနေတယ်ပြီးတော့ကျွန်တော်တို့ဤတန်းစုချင်းမှာလူမှုပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ကိစ္စတွေဟိုးပြောလို့မကုံနိုင်တဲ့ကိစ္စတွေအများကြီးပေါ့အခုတို့တို့ဒီလိုလုံလိုက်ခြင်းအပြင်အဲ့ဒီဟာတွေအတွက်ကလူတိုင်းမရနိုင်တော့ဘူးချက်စီးဝါနဲ့ရက်ချီပြီးတော့អော်ကြရမရှိတော့ပါအဲကိုနားမှာရှိတဲ့အိမ်ဘူလာပြေဖို့ဟိုးတခုတစ်ပတ်ကြီးတော့ပြရမယ်ဆိုတော့မဖြစ်နိုင်တဲ့ကိစ္စ အိန္ဒိယအစိုးရရဲ့ခြံစည်းရုပ်ကံရံတဲ့လုပ်ငန်းစဉ်တွေဟာဌာနေနာကလူမျိုးတွေကိုတွေးခွဲဖို့ဖြစ်လာနိုင်တဲ့အပြင်ရိုးရာဒလိအရာမိသားစုတွေတွာလာနေကြတဲ့ဒလိအပေါ်ကန့်အတက်တွေရှိလာနိုင်တာကြောင့်နာဂပြည်သူလူထုကိုစားပြုအဖွဲ့အစည်းတွေကလုံးဝကန့်ကွက်ကြောင်းကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငန်းယွန်းဒေတာခန့်တယောက်ကလည်းနာဂလူမျိုးတွေအတွက်လည်းစေဝါကအစအခက်ခဲရှိနိုင်တဲ့အကြောင်းပြောပါတယ်။အဲကျွန်တော်တော်တော်ခက်ခဲဖြစ်မှာတော်တော်ကြက်သေးဖြစ်မှာ ေးဝါးရေးပေါ်သေးဒီပါကစအဲ့ကပဲနောက်မှခုဟိုဖူးပြေလုံငန်းတဲ့ဆုံးနဲ့ဓာတ်စီဒီစေဒီလမေဒါစလေအဲ့ဒါကြီးပါဆင်းနေအဲ့ပြပဲဝေတာဈေးတက်တာတော့နော်ဒီကျိုးရအားလုံးကတော့လုံးဝကိုသဘောမတူတာခုအိန္ဒိယဘက်ကလည်းကျွန်တော်တို့ကအခုသူတို့အိန္ဒိယဘက်ကနာဇာတွေကလည်းကောက်ခွက်ဖို့ရှိပါမှာသူတို့လည်းအိန္ဒိယအစိုးရကတော့လုံခြုံရေးအကြောင်းပြချက်နဲ့နိုင်ငံဆက်ကြားခြံစည်းရိုးတွေခတ်တာကို2023ခုနှစ်ကတည်းကစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။ ပစ္စည်းမြန်မာပိုင်းရဲ့ဒီညပိုင်းအတွက်တရားထုတ်လွှင့်ပေးတဲ့ radio စနေမှာပြီးဆုံးပါပြီ။ပစ္စည်းမြန်မာပိုင်းကနေတနက် website facebook youtube စတဲ့နေရာတွေကလည်းသတင်းတွေကိုပြပို့နေတာပါ။သောရရှင်တို့ပြပြဘူးကလို့ရှင်လန်းချမ်းမြေ့ကြပါစေ။ BBC ကိုနားဆင်တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။